မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရစ်မြောင်းအော်တိုဘာက16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါပါမယ်။ကရင်နီတိုက်ပွဲအတွင်းစစ်တပ်ဘက်မှဗိုလ်မှူးကြီးအောင်မင်းတို့တည်ဆုံသွားတဲ့ဆိုတဲ့သတင်းတင်ဆက်ပေးသွားပါကတ냐။ကရင်ပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလက်လွတ်ထားရတဲ့နယ်မြေများကိုပြန်လည်သိမ်းပိုက်ရေးထိုးစစ်စင်နွဲစစ်တပ်ဘက်မှဗိုလ်မှူးကြီးအောင်မင်းတို့တည်ဆုံသွားကြောင်းတည်ဆုံသူရဲ့ဇနင်းကစ်တို့ရဲ့ လူမှုကွန်ရက်မှာပေါ်ပြတဲ့နဲ့မိတ်ဆွေဖြစ်သူတရှိုးရဲ့ပြောဆိုချက်အရကြိရှိရပါခင်ဗျာအော်တိုဘာလ14ရက်နေ့တိုက်ပွဲအတွင်းဘုံမှုကြီးအောင်မင်းတို့တိတ်ဆုံးခဲ့ခြင်းဖြစ်ပြီးအလောင်းကိုတက်ရင်တက်ခွက်ထံသို့ပြန်လဲတည်ယူနိုင်ရင်းမရှိကြောင်းသတင်းရရှိပါတယ်တရားပြည်နယ်ဘက်မှကြားလာတယ်လို့သိရပါတယ်သူကမြစ်ကြီးနားဇာတိပါဘုံမှုအဖွဲ့မတည်လေဘူးဒါပေမဲ့လာတာတော့ဘုံမှုသားသာ စားနေတယ်လို့ဘုံမှုကြီးအောင်မင်းတို့ရဲ့အွန်လိုင်းမှာမိတ်ဆွေကပြောဆိုရတယ် တိတ်ဆုံးချိန်မှာဘုံမူကြီးအောင်မင်းသူထံကမိမဖြစ်သူမေတူတူစင်နဲ့သာသမီနှစ်ဦးကြံရစ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တရင်တစ်ပုဒ်ကတော့ပေါန်တီညွန့်နရဲများကိုမိုင်းဆွဲတိုက်ခိုက်မှုဒူရဲအုပ်အေးမင်းထွန်းအပါဝင်ဂျဲနှစ်ဦးအပြည့်ထန်တန်ရာရတဲ့တရင်ကိုကင်ဆက်ပေးပါမယ်အော်တိုဘလာ၁၈ရက်နေ့နက်9:55မိနစ်ကပေါန်တီညွန့်နမှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းမှာဒူရဲအုပ်အေးမင်းထွန်းဦးတည်ခဲ့သော ရဲငါဦးဟာဆိုင်ငယ်သုံးတိဖြစ်တမန်ကြီးရဘတ်တို့ဂိတ်ဖွင့်စစ်စည်းရန်ထွက်လာစဉ်ပြည်သူကားကိုတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခတ်ခဲ့ရာဒူရဲအုပ်အေးမင်းထွန်းနဲ့နေတဲ့အော်ကျော်ထက်တို့အပြဲထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရညာအဲ့လိုအပြဲနဲ့ဒဏ်ရာရရှိခဲ့တဲ့ရဲနှဦးစလုံးကိုအလုံးပိတ်ကားဖြင့်ပြည်သူစေးရုံသို့တည်ဆောင်သွားပြီးတေဆုံးခြင်းရှိမရှိသိရှိနိုင်ရန်စုံစမ်းနေတဲ့ဖြစ်ကြောင်းသိရှိရပါတယ် ထိုရတဖွဲ့ဝင်များတမန်ရွာလန်းစုံရောင်ဖယ်အောက်လန်းဂိတ်ခွင်၍ခရီးသွားပြည်သူများရဲ့ဆိုင်ငယ်များကိုဖမ်းဆင်းခြင်းအတ္တမဆင့်မှုတန်းစုဆောင်ခြင်းဝယ်လာတဲ့စားတောက်ကုန်များကိုလည်းတင်စီခြင်းပြည်သူများကိုဖမ်းဆီးငွေတောင်းခြင်းနဲ့ငွေမပေးနိုင်မှာကဖမ်းဆီးထောက်ချက်တင်တို့ကိုပြုလုပ်နေတော့ဂိတ်ဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကီရုကာဖွဲ့ရေးတက်မလို့ဖြူဟာ27ခုခဲမှုအောက်ရှိ363ရက်တက်ရင်တက်ခွဲလေးမှာ ရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ဗဒန်းမျိုးနဲ့တရရှောင်းရွာကိုဘုံလာကျဲစစ်တပ်ရဲ့ဒရုန်းတစ်ခုပြက်ကျပြီးတီဒီရဲ့တပ်ဖွဲ့ကတင်းစီရရှိခဲ့ရဆွဲသတင်းကိစ္စပေးပါမယ်။ယနေ့အော်တိုဘာလ19ရက်နေ့နနက်09:30မိနစ်ကမှလက်ဗဒန်းမျိုးနဲ့တရရှောင်းရွာကိုဘုံလာကျဲအကြံဖတ်စစ်တပ်ရဲ့ဒရုန်းတစ်စီးတွေဆက်ရှုပ်ရင်းပြက်ကျလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သို့ပြတ်ကျသွားသော drone ကိုတရဲရှောင်းရွာအလောက်ကမှတာယာဝတ်ဒီ drone တပ်ဖွဲ့မှသိရှိရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ညာစစ်ကွေးရန်တရဲရှောင်းရွာကို drone နဲ့ပုံလာကျခဲ့တဲ့အချိန်ဆက်ရှုရင်းပြီးတော့ drone ကလေထီးနဲ့ပြတ်ကျလာတာကျွန်တော်တို့လည်းတရင်ကြားတာနဲ့တွားပြီးတော့ယူဆောင်လာခဲ့တယ်အခုတော့လုံကြုံမြေနေရာကိုပြောင်းရွှေ့ထားပါပြီလို့တာယာဝတ်ဒီ drone တပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါညာအဆိုပါတရဲရှောင်းမှာ အောက်တိုဘာလ15ရက်နေ့ကမီးရှို့ဖျက်ဆီးရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ20နှစ်ကုကဲမှုဖြင့်အမတ်383ညနဲ့တက်ရင်အမတ်383ညသုံးတက်ရင်တာယာဝတီရွှေရံမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာယာဝတီကရုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့များပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဗမာ အထိကိုက်များခဲ့ပြီးစစ်သား15ဦးခန့်မှလည်းတေဆုံးကစစ်တုံးမှအဖြစ်စစ်သား12ဦးကိုခန်းစီရရှိခဲ့ရလက်နက်အစုံ16လက်ခဲယမ်းများနဲ့စစ်သုံးကစ်စီများကိုလည်းတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါခင်ဗျာနောက်ထပ်တရင်တစ်ပုဒ်ကတော့စစ်တပ်ကနမ်ဆန်မမ်တုံမိုင်းခွန်နဲ့မိုးကုံမျိုးနယ်တို့မှာအလေရင်ဖြစ်ဘုံကျဲမှုပြည်သူ2ဦးဒဏ်ရာရနိုင်ပြီး နေအင်အဆောက်အုံများကားများပျက်စီးသွားရဲဆိုတဲ့သတင်းကိုကင်ဆက်ပေးပါမယ်။အော်ရိုဘာနာစက်ဘိုးရဲ့နေ့မွန်းလွဲ၂နာရီ၆မိနစ်အချိန်ဘိုးဘုံမြို့နယ်လောက်ရှမ်းရေအေးကြီးရွာမှာမွေးမြူရေးကြက်ရှံကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲသွားကြောင်းလက်တတော်လူထိခိုက်မှုအရှိန်တွေရှိမရှိမသိရသေးကြောင်းဒေတာကန်ပြည်သူများကပြောဆိုပါညာလာကျဲရတော့ရေအေးရွာအထက်ကကြက်ရှံလို့ပြောတယ်ပထမကြောက်ပါးဆိုပြီးပြောနေတာကကြက်ရှံဆိုရင်တော့ အထီးကမရှိနိုင်ဘူးထင်ပါတယ်အတိအကျတော့မင်းနေတုန်းမှလို့မိုးကုတ်ဒေသခံတူကပြောဆိုပါနော်လားတို့ပဲယနေ့မိုးနဲ့7နာရီမိနစ်30အရှိန်နမ်ဆန်မြို့နမ်ဝေါ်ရက်ကွက်တို့ပေါင်150ဘုံတရုံလာရောက်ကျဲရှာတိုက်ခိုက်ခဲ့ရအသက်28နှစ်အရွယ်ကိုအောင်အောင်နဲ့အသက်24နှစ်အရွယ်ဦးရှိစမ်းမောင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးလက်ဖက်ဆက်ယုံတယုံမိသက်က9စီးနဲ့ ကားလေးစီးထိမှန်သွားခဲ့ကြောင်း TNN ကသတင်းထုတ်ပြန်ပေးပါခင်ဗျာ။နေ့ရက်ပြန်မန်တုံမြို့အောင်ရှမ်းသာရပ်ကွက်တွင်လည်းယနေ့စစ်တပ်ကဒေရပြည့်ပေါင်၅၀ပုံတွင်းလာရောက်ကျဲရှာတိုက်ခိုက်သည့်ဖြင့်နေအိမ်လျှောက်လုံးနှင့်ထိမှန်သွားခဲ့ကြောင်းစစ်တပ်ကမိုင်းငေါမြို့နယ်ဝယ်ပိန်ကျွော်တွင်ဒွေပိန်ကျေးရွာမှာလည်းဒေချောင်းဖြင့်ဘုံနှလုံးလာရောက်ကျဲရှာတိုက်ခိုက်မှုကြောင့်ဖုံးကြီးကျောင်းနှင့်ဇေယျတို့ထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ အော်တိုဘာလတရနေ့မှာ16ရက်နေ့အထိစစ်တပ်က TNN နဲ့တင်ပိုက်ထားတဲ့နေရာများကိုလေကြောင်းတိုက်ခတ်မှု28ကြိမ်လှုပ်ဆောင်ခဲ့ပြီးတန်ငါနှစ်ပါးခလေးရှိဦးအမျိုးသား12ဦးအမျိုးသမီး19ဦးစုစုပေါင်းလူ42ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာတင်းနာရီမြို့နယ်တမုတ်ရှုံကြီးပါအနီးတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလာ16ရက်နေ့နနက်10:00နာရီခန့်မှာတမုတ်ရှုံကြီးရွာအနီးတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ပွဲမှာလည်း45မိနစ်ကြာမင်းခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးကတော်လန်ရဲတပ်ဖွဲ့ဝင်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။တမုတ်ရှုံကြီးရွာအနီးမှာတက်ဆွဲထားတဲ့စစ်ခွေးများကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခတ်ခဲ့တာမှာ အပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တိုက်ပွဲက17နာရီလောက်မှပြီးဆုံးသွားခဲ့တယ်ဖူပေါင်းတပ်ဖွဲ့ဘက်ကတော့အထီးကိုင်းမရှိစုခွာနိုင်ခဲ့ပြီးစံသူဘက်ကတော့၄កောင်တော့ပြေဆုံးပါတယ်လို့ပြီးပဲ defense 4မြိတ်ခရိုင်တရင်နှစ်မှာတာဝန်ရှိသူက ပြောဆိုခဲ့ပါခင်ဗျာအဆိုပါတိုက်ခိုက်မှုကိုမြိတ်ခရိုင်အမှတ်နှစ်တရင်တပ်ပွဲနှစ်ကော့တောင်းခရိုင်တရင်တစ်တကုံစကွဲတကုံတပ်ဖွဲ့နဲ့တနင်္သာရီမြို့နယ်ပါကာဖာတပ်ဖွဲ့တို့က ပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါရဲ့ခင်ဗျာအန်တမြွန်းနဲ့ကြောက်ကုန်းရွာဝစစ်တပ်ကဝင်ရောက်ဆင်းနေပြီးအမျိုးသမီးဟဦးကိုခါစီထားကပြစ်စင်းများစိတ်ကြိုက်ဘလူးရက်နေတယ်ဆိုတဲ့သတင်းကိုကင်ဆက်ပေးပါရှင်နေအော်တိုဘလာ၁၆ရက်နနက်9နာရီမိနစ်30ခန့်မှာအရာတော်မြို့နယ်တလဲပါရွာမှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီး90ခန်းကတနတ်ညပြစ်ဖောက်ကကြောက်ကုန်းကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ထိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက်ကြောက်ကုန်းကြီးပါမှအမျိုးသမီးနှစ်ဦးကိုစစ်သားများဖမ်းဆီးထားပြီးဂျွာတဲရှိနေအားလုံးကိုလည်းဝင်ရောက်မှုနောက်ကတံပိုးကြီးပစ္စည်းအားလုံးကိုစိတ်ကျက်ယူဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာစစ်တပ်စစ်ကြောင်းရောက်လက်ရှိအခြေရွယ်အရာတော်နဲ့ဝက်လက်အဆက်ရှိကြေးရွာများဟာထောင်နေရှိသောပြည်သူများဘေးလွတ်ရာခွဲပြေးတိမ်းရှောင်နေရပြီးစစ်တပ်စစ်ကြောင်းကလက်ရှိအချိန်ထိကြောက်ကုန်းကြီးရွာအတွင်းမှာ ပြန်လည်ထွက်ပါခြင်းမရှိတော့ကြောင်းပျက်စီးမှုအရှင်နေဖို့အတိမပြုတ်နိုင်သေးကြောင်းသိရှိရပါမယ်။ဒီနေ့နနက်9နာရီခွဲမှာအရာတော်မျိုးနဲ့တလဲပါကြေးပါကိုအင်အား90လောက်ပါလက်စစ်ခွေးစစ်ကြောင်းကဝက်လက်မျိုးနဲ့ကြောင်ကုန်းကြေးပါကိုပြစ်ခတ်ပြီးဝင်ရောက်စင်းနှင်းကကြောင်ကုန်းရွာအမျိုးသမီးနှစ်ဦးကိုခန်းစီထားပါရဲ့စစ်ခွေးရရွာတဲကပစ္စည်းတွေကိုတော့စခိုးနေပြီတလဲပါရွာဘက်ကိုပယ်နေတယ် စစ်ကြောင်းကမထွက်သေးတော့ရွာထဲပြက်စီးမှုအရှင်တွေတော့မသိရသေးဘူးမေဦးအောင်ွယ်တော်လည်းအင်အားကမှတာဝန်ရှိသူပဲပြောဆိုပါတယ်မြောက်